ဒီနေ့ပြပြခြင်းတဲ့အကြောင်းအရာလေးကတော့အိမ်လေးကိုအဆက်မပြတ်တည်ဆောက်နေရင်းကလည်းတင်စာတင်ကြရအမျိုးသမီးတစ်ယောက်အကြောင်းပြပြပေးမှာဖြစ်ပါတယ်ဇလန်လေးအစကတော့1839ခုနှစ်ကစခဲ့ရပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံကိုနက်ဒီနယ်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့နယူဟာဗန်မြို့မှာဆာရာဆိုရဲ့ကောင်မလေးကိုမွေးဖွားခဲ့တယ်။အဲ့ဒီကောင်မလေးကအရွယ်ရောက်လာတဲ့အမျှ အလပကေးစင်းဝင်တကူလည်းဖြစ်လာခဲ့။တစ်ဆက်ထဲမှာပဲတခြားထင်ရှားတဲ့မိသားစုကလည်းမွေးဖွားလာခဲ့တဲ့လူငယ်လေးတယောက်ရဲ့နာမည်ကတော့ William Winchester ပဲဖြစ်ပါတယ်။ William Winchester က Oliver Winchester ရဲ့တဦးရောသားဖြစ်ပြီးတော့ Oliver Winchester ကတော့တနက်အမြောက်များကိုထိုးလို့နိုင်တဲ့သူတယောက်ဖြစ်ခဲ့တယ်။အဲဒီနောက်မှာတော့နိုင်ငံတကာနဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးတော့တရေကြီးတဦးဖြစ်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမေရိကန်နိုင်ငံမှာစစ်အရှိန်တက်နေတဲ့အချိန် စီးပွားရေးကလည်းအလွန်ကောင်းတဲ့အချိန်မှာအလာပကလေးဆာရာနဲ့ဝီလျံဝင်ချက်စတာတို့ကထိမ်းမြလက်ထပ်ခဲ့ကြတယ်။လက်ထပ်ပြီးလေးနှစ်အကြာမှာဆာရာကတမိငယ်လေးတို့အုပ်ကိုမွေးဖွားခဲ့တယ်။အဲ့ဒီကလေးငယ်လေးကလည်းမွေးဖွားပြီးတိတ်မကြခင်မှာပဲတည်ဆုံးခဲ့ရတယ်။တူတမီးတည်ဆုံးမှုရဲ့နောက်ပိုင်းမှာဆာရန်ကသူ့ဘဝဝမ်းနည်းပူဆွမ်းမှုတွေပုံမှန်ဘဝပြရဖို့အတွက်နဲ့ကြိုးစားနေရင်းကနဲ့သူ့ယောက်ျားကလည်းအဆုတ်ရောဂါနဲ့အိပ်ရာထဲဘုံဘုံလဲပြီးတော့ကွယ်လွန်သွားခဲ့ရတယ်။အဲဒီလိုခင်မိုးတဲ့ရောတမီးရောတည်ဆုံးသွားတဲ့အတွက်ကြောင့်မလို့ ဝမ်းနဲ့ပူဆွေးမှုလို့မကြည့်ရနိုင်တဲ့ဆာရာရဲ့တငယ်ချင်းကသူ့ရဲ့ခင်မွန်းတဲ့နဲ့ချိတ်ဆက်နိုင်မှုအတွက်နှဝင်တဲ့တယောက်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဆာရာကနှဝင်တဲ့နဲ့တော်တဲ့ရဲ့အချိန်မှာနှဝင်တဲ့ကဒီဝင်းချင်စတာအိမ်ဝင်မှာချိန်စာတင့်နေတဲ့အတွက်ကြောင့်မလို့တစ်ခင်မွန်းနဲ့တစ်သမီးငယ်လေးကတည်ဆုံခဲ့ရတယ်လို့ပြောခဲ့တယ်။အဲ့ဒီချိန်စာကနောက်ဆုံးမှာတစ်စီရောက်လာမယ်လို့လည်းနှဝင်တဲ့ကပြောခဲ့တယ်။အဲ့ဒီချိန်စာတွေကဘယ်ရောက်လာခဲ့ရလဲဆိုလို့ရှိရင် ကျမဖွဲ့ရလက်နက်တွေကြောင့်တေဆုံးသွားတဲ့ဝိညာဉ်တွေကစင်စာတိုက်ခဲ့ရတော့နှောင့်ဝင်တဲ့ကပြောခဲ့တယ်။ဒီစင်စာတွေပေးပြဖို့အတွက်နှောင့်ဝင်တဲ့ကစာရတ်ကိုဒီစကားလေးပါလိုက်ပါတယ်။တင်ကတင်မဝအစ်စ်ကိုပြန်ဆရမယ်။ New Haven မြို့ကိုစွန့်ခွာရမယ်။အနောက်ဘက်အရက်မှာနေရမယ်။တိတ်ခင်မို့ပြောပြရတဲ့အတိုင်းဒီနေရာကိုတင်သဘောကျရလိမ့်မယ်ဆိုပြီးတော့နှောင့်ဝင်တဲ့ကသူ့ကိုပြောခဲ့တယ်။အဲ့ဒီနေရာမှာတင်နေဖို့အတွက်အိမ်ကိုတိစောက်အောင်မှာဖြစ်ပြီးတော့ ချမ်းမွှေးဖွယ်ရလက်နက်တွေကြောင့်တိစုံသွားရင်ဝိညာဉ်အတွက်လည်းအိမ်ကိုတိဆောက်ပေးရမယ်။အဲဒီလိုတိဆောက်တဲ့နေရာမှာလည်းအဆက်မပြတ်တိဆောက်အောင်မှာဖြစ်ပြီးတော့တိဆောက်တဲ့ချိန်ရက်တန့်လိုက်တာနဲ့တိတိဆုံးခဲ့မယ်လို့နေဝင်တွေကဟောကိတ်ထုတ်ခဲ့တယ်။အဲဒီလိုနဲ့စာဟာအဲ့ဒီကကြမစိုးကိုပယ်ဖျက်ဖို့အတွက်သူနေရဲ့ new haven အိမ်ကြီးကိုရောက်လိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာသူ့ဘဝအတိတ်အတွက်အနောက်ဘက်မှာရှိတဲ့ကနူဖိုးရီးယားပြည်နယ်ကိုရောက်ရှိလာပါတော့တယ်။ ကယ်လီဖိုးနီးယားပြည်နယ်ကလာရာမှာရှိတဲ့ဒေါက်တာတက်ထရီရဲ့ဆောက်လက်ဆအခန်း၆ခန်းကိုဆာရာကသဘောကျညှိသက်ခဲ့ပြီးအဲဒီဆောက်လက်ဆကိုဝယ်ယူပြီးတော့ကြံလေကွက်162ညေကွက်ကိုဝယ်ယူခဲ့ပြီးတဲ့နောက်24နိုင်လုံးလုံးအိမ်ကိုတိဆောက်နေခဲ့ပါတယ်။အဲဒီနေရာမှာတူတန်နေလွှတ်တန်နေနိညာမပြတ်ကြားနေခဲ့ရပြီးတော့အခန်း26ခန်းရောက်တဲ့အချိန်မှာတော့ပစ္စည်းတွေတဲပို့ရတော့ခက်ခဲနေတဲ့အတွက်ကြောင့်မလို့တန်လန်းဖောက်ပြီးတော့မှပစ္စည်းတွေကိုပို့ဆောင်ခဲ့ရပါတယ်။ ဒါပေမဲ့ဆာရာစီမှာအဲ့ပုံစံတိကျတဲ့ပုံစံတွေလေးရှိမနေခဲ့ပါဘူး။ဒါပေမဲ့အဲ့လိုရှိမနေတဲ့အတွက်ကြောင့်မလို့လဲအိမ်ကပုံပြပံပြဖြစ်နေရတာဆိုတော့လေမဟုတ်နေပါဘူး။မနေ့တိုင်းဆာရာကသူ့ရဲ့အလုပ်သမားတွေကိုခေါ်ယူပြီးတော့သူ့စိတ်ကူးထဲမှာရှိတဲ့ပုံစံအတိုင်းကိုပုံပြန်ဆွဲပြီးတော့အဲ့အတိုင်းကိုတိဆောက်စေခဲ့ပါတယ်။ဒါတွေကဆာရာရဲ့ဗီဇကြောင့်လားသူခင်မိုးရလမ်းပြမှုကြောင့်လားတက်အပ်မပြောနိုင်ပေမဲ့အင်ကပုံကြပတ်ကြရှိနေခဲ့ပါတယ် အထူးခြားသောအချက်ကတော့ဆာရာကတိဆောက်တဲ့နေရာမှာ73ငန်းကိုရွေးပြီးတော့တိဆောက်ခဲ့ရတယ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတိဆောက်တဲ့နေရာမှာလှေကတဲ့73ခုစီရှိပြီးတော့မှန်ပရင်းပေါက်တွေကလည်း73ခွက်အိမ်ကန်းပေါက်တွေကလည်း73ခွက်စီရှိပါတယ်။ကြောင်လေကတော့အထူးဆန်းဆုံးဖြစ်တဲ့လှေကားပေါက်52ထစ်တိအောင်ရှိခဲ့ပါတယ်။အခန်းတွေတခန်းပြီးတခန်းတိုးဝှလာခဲ့ပြီးတော့တချို့ယုံကြည်ကြတဲ့သူတွေကလည်းအိမ်ကြီးတိဆောက်နေရာမှာဝိညာဉ်တွေကပေါ်လိုက်ပြောင်းလိုက်နေဆိုပြီးတော့ယုံကြည်ထားကြပါတယ်။ ဒါပေမဲ့စာရန်ကတော့အင်ကြီးရဲ့မမှတ်ကြီးနဲ့ချက်ကိုတိဆောက်ထားပြီးတော့ဝိညာဉ်တွေကသူတို့ကိုသူတို့ပြန်မြင်လို့ရှင်ကြောက်လန့်နေရဆိုပြီးယုံကြည်ထားရကြပါပဲ။အဲဒီလိုနဲ့1922ခုနှစ်စက်တင်ဘာ၄ရက်နေ့ကိုရောက်ရှိလို့လာပြန်ပါတယ်။စာရန်ကအဲ့ဒီညမှာနှက်ဝင်တဲ့အကူညီရင်းနဲ့ဝိညာဉ်တွေနဲ့စကားပြောခဲ့ပြီးတော့အဲ့ဒီညမှာပဲကွယ်လွန်သွားခဲ့ပါတယ်။ဆာရာတည်ဆုံးသွားခဲ့တဲ့အချိန်ကတော့အသက်83နှစ်ရှိနေပါပြီ။ တိတ်ဆုံးပွားခဲ့တဲ့အခြေအတော်တွင်တူဆောက်ခဲ့တဲ့အခန်းမှာ160အခန်းရှိခဲ့တယ်လို့လည်းသတ်မှတ်ခဲ့ပါတယ်။အဲ့ဒီအင်ကိုလာရောက်လေ့လာတဲ့သူတွေကလည်းသူဆက်နဲ့အတွေ့အကြုံတွေရှိရလို့လည်းဆိုထားပါတယ်။ခြေတံတွေဘာမှမသိတဲ့အတံတွေလှုပ်ရမ်းနေတဲ့တကားဘူးတွေဝိညာဉ်အပြင်တခါတလေစာရန်ရဲ့ဝိညာဉ်ကိုပါမြင်တွေ့ခဲ့ရတယ်လို့သတင်းအများပြားရရှိခဲ့ပါတယ်။ ဒီရဲ့ဇလန်းကိုအချင်းချင်းပြောရမယ်ဆိုလို့ရှိရင်တော့ကိုပြုရကံကိုထန်ပြက်လာသလိုပါပဲမိမိတည်ထွင်ထားတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့နောင်နာတွေစိတ်ဆင်းရဲစရာတွေလည်းကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီအထဲမှာအောင်မှထူးဆန်းစွာနဲ့ကျင်းစားတည်နေရဲ့ဆာရာရီချက်စာရဲ့ဖြစ်ရကတော့ဘယ်လိဆက်လုံးလာပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် channel လေးကိုကြိုက်နေတဲ့တဲ့ဆိုလို့ရှိရင် like နဲ့ subscribe လေးလုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံးပြေးကြပါမယ်ညီမတို့မိုးပါ